အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖောက်ပြန်သွားတဲ့ယောက်ျားကြောင့်စိတ်တန့်ရရနေတဲ့မမကြီးနဲ့တခုလက်မမကြီးကိုပဲတနန်းစွားဖြစ်သွားတဲ့ကောင်လေးတို့ရဲ့အချစ်ဆက်လန်းလေးကိုတင်ဆက်ပေးကြပါတယ်အချစ်မအသက်ရွယ်ဆိုတာမရှိဘူးဆိုတဲ့စကားပုံကိုဒီစကားလေးကဘလို့တွေတက်တည်ပြသွားမလဲအသက်40အရွယ်မမကြီးနဲ့အသက်25နှစ်အရွယ်မောင်လေးတို့ရဲ့အချစ်ဆက်လန်းကတကယ်ရောအဆင်ပြေသွားပါမလားဆိုတာဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ဇလန်လေးရဲ့ဆာမှာတော့စန်ဒီဆိုတဲ့မျိုးသမီးကတားနဲ့သမီးကိုကြောင်းလိုက်ပို့နေတာကို တွေ့မြင်ရပါတယ်။ဆန်ဒီလည်းအိမ်ကိုပြန်ရောက်တော့အရင်တုန်းကကျင်းပခဲ့တဲ့တားဖြစ်သူရဲ့မွေးနေ့ပါတီဗီဒီယိုအဟောင်းလေးကိုပြန်ကြည့်ပြီးတော့ပျော်ရွှင်နေခဲ့ပါတယ်။ဒီလိုနဲ့ဗီဒီယိုဖိုင်တစ်ခုကိုတွေ့လို့ဖွင့်ကြည့်လိုက်ချိန်မှာတော့သူမရဲ့ယောက်ျားဖြစ်သူကအိမ်ကြီးချင်းဖြစ်တဲ့မော်လီဆိုတဲ့အမျိုးသမီးနဲ့ချစ်ချင်သူတစ်တီတူးနေတာကိုဆန်ဒီတယောက်တွေ့သွားခဲ့ပါတယ်။ဆန်ဒီလည်းလော်တရန်နဲ့ခင်မုန်းကိုစက်မပေါင်းနိုင်တော့ဘူးဆိုပြီးတော့ကွာရှင်းပြတ်ဆဲပြီးတားသမီးနှစ်ယောက်နဲ့အတူလူရောက်မျိုးကိုထွက်လာခဲ့ပါတယ်။ဆန်ဒီလည်းမျိုးအစ်စ်နဲ့အသားကြောင်းအောင်လုပ်နေတော့ ကော်ဖီဆိုင်တစ်ခုမှဝန်ထမ်းလုပ်နေတဲ့လုံလုံလက်လက်ကမှမိမဖြစ်သူနဲ့ကွဲကွာထားတဲ့စော်ပြစ်ကောင်လေးအဲလေးနဲ့မတော်ဆတွေ့ဆုံခဲ့ပါတယ်။နောက်တနေ့ကိုရောက်တော့စန်ဒီတယောက်ကိုခန့်ပညာသင်တန်းတစ်ခုကိုတွားတက်ချိန်မှာပဲကိုခန့်ပညာသင်တန်းလာတတ်သူတွေရဲ့ထိုးချိတ်တာကိုခံရတဲ့ကိုဟန်ပြမော်တယ်အဖြစ်အချိန်ပိုင်းလုပ်နေတဲ့အဲလေးကိုတွေ့ခဲ့ပါတယ်။အဲနောက်တော့စန်ဒီလည်းကိုဟန်ပြမော်တယ်လုပ်နေတဲ့အဲလေးကိုသူ့မောင်းကိုဖောက်ပြန်သွားတဲ့ယောက်ျားဟောင်းလို့တတ်မှတ်ပြီးအသေးချေစော်ပါတော့တယ်။အဲလေးလည်းဘာမှန်းတော့မသိလိုက်ရပဲစန်ဒီစော်သမ ्या ကို အောက်ဤခံခဲ့ရပါတယ်။စန်တီတယောက်လည်းတင်တန်းကအခြားလူတွေဝိုင်းပြီးဆွဲကြတော့မှစိတ်လွတ်သွားတာလို့ပါဆိုပြီးတော့ပြောရင်းနဲ့အခန်းထဲကနေထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့ကိုရောက်တော့စန်တီတယောက်အဲလစ်လှုပ်လှုပ်နေတဲ့ကော်ဖီဆိုင်ကိုရောက်ချလာပါတော့တယ်။စန်တီကမနေ့ကတင်တန်းမှာဖြစ်ပျက်ခဲ့တာတွေအားလုံးအတွက်တောင်းပန်ကြောင်းနဲ့သူမရဲ့ကလေးတွေအတွက်ကလေးသေးလုပ်ပေးနိုင်မလားဆိုပြီးတော့အဲလစ်ကိုကမ်းလိုက်လိုက်ပါတယ်။ပတ်စံရရင်ပြီးတော့ဘာပဲဖြစ်ဖြစ်လုံမယ်ဆိုတဲ့စော်ပြစ်ကောင်လေးအဲလစ်လည်းစန်တီကမ်းလန်းတဲ့ကလေးသေးအလုပ်ကို ချက်ချင်းပဲလက်ခံခဲ့ပါတယ်။အဲနောက်တော့စန်တီတယောက်ဘဲတွေတပွေပြီးတပွေတိတ်ခဲ့ပြီမဲ့ဘဲတွေအကုန်လုံးကသူမောက်ကစားကွင်းကြီးလိုပဲလာကစားလိုက်ထွက်သွားလိုက်နဲ့အပြောတဘောပဲတွေ့ခဲ့ကြပါတယ်။ဒီလိုနဲ့ဘသူနဲ့မှအဆင်မပြေဖြစ်နေကြကြောင်းစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့စန်တီလေအိမ်ကိုပြန်ရောက်လာချိန်မှာတော့ကလေးတွေကိုထိမ့်ပြနေတဲ့အဲလင်းနဲ့တွေ့ပါတော့တယ်။ဘဲရင်းနဲ့ဒိဋ္ဌာအဆင်မပြေဖြစ်လာတာကြောင့်စိတ်တူနေတဲ့စန်တီလေအိမ်ညာမှာပဲအဲလစ်ကိုအိမ်ပြန်မလွတ်တော့ပဲထမင်းနဲ့တူတူထိုးဖို့ ိတ်ရတဲ့ကိုတန်းခေါ်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့အဲလီတယောက်အလုံးလုံးနေတော့စန်ဒီရဲ့ကလေးတွေကကော်ဖီဆိုင်ကိုရောက်ချလာပြီးအမေတေသွားပြီထင်တယ်။နှုတ်လို့မရတော့ဘူးဆိုပြီးလာပြောခဲ့တာကြောင့်အဲလီလည်းစန်ဒီရဲ့အိမ်ကိုချက်ချင်းတန်းပြေးသွားပါတော့တယ်။တကယ်တော့ထမင်းနဲ့မထိုးရတာကြာပြီဖြစ်တဲ့မမကြီးစန်ဒီကမောင်လေးအဲလီနဲ့တ냐လုံးထမင်းတွေထိုးလိုက်ရတာကြောင့်စိတ်အယမ်းကြည်နဲ့သွားပြီးနှစ်နှစ်တခြားကိုအိပ်ပျော်နေခဲ့တာဖြစ်ပါတယ်။အဲလီလည်းစန်ဒီကိုချက်ချင်းနှိုးလိုက်တာကြောင့်စန်ဒီတယောက်နိုးလာခဲ့ပြီး ညကထံမင်းတွေတအားထိုးခဲ့တာကိုသတိရသွားခဲ့တယ်လို့ကလေးတွေကလည်းသူတို့အမေကညဘာရီဖြစ်ခဲ့တယ်ဆိုတာကိုသိတယ်လို့ ਨੇ ပြုံးစစ်စစ်ဖြစ်နေခဲ့ပါတယ်။အဲနောက်ပိုင်းမှာတော့စန်ဒီလည်းအလုံးမပိုအဆင်ပြေလာခဲ့တယ်လို့အဲလစ်ကလည်းအချိန်ပြည့်ကလေးထင်းတယောက်ဖြစ်လာခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့အဲလစ်ရဲ့မိဘတွေကတိုးတက်လမ်းမရှိတဲ့ကလေးထင်းအလုပ်ကိုဆက်မလုပ်ဘူး ਨੇ အခြားအလုပ်တစ်ခုကိုရှာဖို့အဲလစ်ကိုပြောနေခဲ့ပါတယ်။အဲဒါနဲ့အဲလစ်တယောက်လည်းကလေးထင်းအလုပ်အပြင်နောက်ထပ်အပေါင်းဝင်ဝင်ရောက်အောင်လို့အခြားအလုပ်တွေကိုပါထပ်ရှာရပါတော့တယ်။ နောက်ပိုင်းမှာတော့အဲလင်းနဲ့ဆန်ဒီတို့လည်းအရင်ကတည်းကပုံမှုရင်းနှီးလာခဲ့ပြီးတော့နှစ်ယောက်စလုံးရဲ့တငယ်ချင်းတွေကလည်းဒီတိုင်းကြီးပဲစတ်သွားတော့မှလားဘာဆက်လုပ်ကြမှာလဲဆိုပြီးတော့မေးလာခဲ့ကြပါပြီတနေ့မှာတော့သူတို့နှစ်ယောက်လက်ဝဲဝဲတွဲကိုတွားကြည့်နေတော့အဲလင်းရဲ့မိဘတွေနဲ့ရင်းနှီးတဲ့လုပ်ငန်းရှင်တူကအဲလင်းကိုအလုပ်လာကန့်လန့်ခဲ့ပါတယ်ဒါပေမဲ့မမကြီးနားမှာပဲကန့်နေခြင်းနဲ့မောင်လေးအဲလင်းကတော့လဆာကောင်းကောင်းရမယ့်အလုပ်ကိုညှင်းပယ်လိုက်ပါတယ်ဒီလောက်ကောင်းတဲ့အလုပ်ကိုဘာလို့ညှင်းရတာလဲဆိုပြီးစန်ဒီကမေးလိုက်ချိန်မှာတော့အဲလင်းက စန္ဒီနားမှာပဲကန့်နေကျင်တာမလို့ဖြစ်ကြောင်းနဲ့ခလေးတင်းအလုပ်ကိုမစွန့်လွှတ်ကျင်လို့ပါဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်။သူတို့နှူလက်ဝဲပွဲကိုဆက်ကြည့်နေတုန်းလက်ဝဲသမားတယောက်ကကျုံဝိုင်းအပြင်ဘက်ကိုပြုတ်ကျလာခဲ့ပြီးအဲလေးရဲ့ကိုဘော်ကိုပြိမိသွားပါတော့တယ်။အဲနောက်တော့လက်ဝဲသမားပြိမိတာကြောင့်ခြေထောက်ထိသွားတဲ့အဲလေးကိုစန္ဒီကအိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်။စန္ဒီကအဲလေးကိုကော်ဖီရင်ဖြီးကယူဆိုင်ပေးနေပြီးသူတို့နှစ်ယောက်အကြည့်ချင်းဆုံးရင်တွေခုန်ဖြစ်နေတုန်းမှာပဲစန္ဒီရဲ့ယောက်ျားဟောင်းကအခန်းထဲကိုဝင်လာခဲ့ပါတယ်။ စန်ဒီရဲ့ယောက်ျားဟောင်းကလည်းအရင်ကလော်တယ်မိခဲ့တာအတွေ့နောင်တရကြောင်းနဲ့စန်ဒီနဲ့အရင်လိုဘွားလေးကိုပြန်လိုချင်ကြောင်းပြောလိုက်ပေမဲ့စန်ဒီကတော့လုံးဝကိုညှင်းပယ်ပြစ်လိုက်ပါတယ်။အဲနောက်မှာတော့စန်ဒီလည်းသူမရဲ့အဲလေးပေါ်မှာထားရှိတဲ့ခန်းစားချက်တွေကိုထုတ်ပြောလိုက်ပြီးတရားဝင်ဒိတ်ချဖို့သူမဘက်ကပဲစတင်ကမ်းလှမ်းလိုက်ပါတယ်။အဲလေးတယောက်လည်းမမကြီးစန်ဒီကိုဘယ်နေရာခေါ်သွားပြီးဒိတ်ရင်ကောင်းမလဲဆိုတာကိုတငယ်ချင်းတွေနဲ့တိုင်ပင်ခဲ့ပါတယ်။တငယ်ချင်းတွေကတော့သူတို့ဖြော်ပြမဲ့ပြဿက်ကိုနှစ်ယောက်အတူတူလာကြည့်ပြီးမှ ကလပ်သွားကြဖို့လို့ပြောလိုက်တာကြောင့်အဲလစ်ကလည်းအဲ့ဒီအကြံဉာဏ်ကိုသဘောကျပြီးတော့လက်ခံလိုက်ပါတယ်။အဲညမှာတော့အဲလစ်ကစန်ဒီကိုပြဆက်ယုံတစ်ခုကိုခေါ်သွားပြီးနှစ်ယောက်သားအတူတူပြဆက်ကြည့်နေခဲ့ကြပါတယ်။ပြဆက်ကြည့်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်လည်းကလပ်ကိုဆက်သွားပြီးမြူတူကောက်ကုန်နေကြရင်လည်းအရန်ကိုပျော်ရွှင်နေခဲ့ကြပါတယ်။သူတို့နှစ်ဦးပျော်ရွှင်စရာအခိုက်အတန့်လေးကိုဖြတ်တန်းနေတော့မှပဲတစ်ချိန်လုံးကအဲလစ်ကိုဟန်ဆောင်လက်ထပ်ခဲ့တဲ့ဇနီးအောင်ပြတ်သူရီဘက်ကာနဲ့အဲလစ်တို့ကလပ်ထဲမှာပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ ရီဘက်ကာကအမေရိကန်နိုင်ငံသားဖြစ်တာကြောင့်အဲလစ်ကိုဟန်ဆောင်လက်ထက်ခံတာဖြစ်ပြီးအမေရိကန်နိုင်ငံသားဖြစ်တရားငွေဖြစ်သွားချိန်မှာတော့အဲလစ်ကိုဖြစ်ချင်ရဖြစ်ဆိုပြီးတော့ပလစ်သွားခဲ့တာဖြစ်ပါတယ်။ရီဘက်ကာကသူတို့နူအရင်လိုပြန်အစီပြေနိုင်သေးလားဆိုပြီးတော့ဖြစ်နိုင်မယ်ဆိုရင်အဲလစ်စီကိုပြန်လာချင်တယ်လို့ပြောလိုက်ပေမယ့်မမကြီးမမမကြီးဖြစ်နေတဲ့မောင်လေးအဲလစ်ကတော့အဲ့ဒါကိုညှင်းပယ်လိုက်ပါတယ်။ကလကနဲ့အင်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့အချစ်စိတ်တွေအယမ်းမုန်နေပြီဖြစ်တဲ့စန်တီနဲ့အဲလစ်တို့လည်းအဲ့ကန်းထဲမှာပဲ ထမင်းလဲထိုးဖို့လုပ်နေတော့ခလေးတွေရောက်လာတာကြောင့်ထမင်းလဲထိုးမဲ့အစီအစဉ်ကိုရက်လိုက်ရပါတယ်။တခိုးလူမိဖြစ်သွားတဲ့အဲလင်းနဲ့ဆန်ဒီတို့လည်းခလေးတွေကိုအကြောင်းဆုံးပြောပြလိုက်ပြီးချော့တဲ့အနေနဲ့ကစားကွင်းကိုလိုက်ပို့လိုက်ရပါတယ်။အဲနောက်မှာတော့အဲလစ်လည်းဆန်ဒီနဲ့ခလေးနှစ်ယောက်ကိုသူ့ရဲ့မိဘတွေစီဆွေပြမျိုးပြခေါ်သွားချိန်မှာတော့အဲလေးရဲ့မိဘတွေကအရန်ကြီးကြည်ပြူတာမျိုးမရှိခဲ့ပေမဲ့လက်သက်ခံပေးခဲ့တာကြောင့်အရာအလုံးနဲ့အဆင်ပြေသွားခဲ့ပါတယ်။ တချိန်တည်းမှာပဲလူတချို့ကလည်းစန်တီနဲ့အဲလီတိုရဲ့အသက်ကွာခြားမှုကိုလှောင်ပြောင်ခဲ့ကြပြီးတော့တပုတ်လေတွင်ပြောဆိုတာမျိုးတွေရှိခဲ့ပေမဲ့လေသူတို့နှစ်ယောက်ကတော့နှစ်ယောက်တကပါတိစောက်ထားပြီးဘာကူမှဂယူမဆိုင်ခဲ့ပါဘူး။နောက်ရက်မှာတော့စန်တီတယောက်ထိုင်နေတော့ဘိုက်တဲကနေတခုထူးဆန်းနေတယ်လို့မျိုးခန်းစားနေရတာကြောင့်စေးစစ်ကြည့်လိုက်တဲ့အချိန်မှာတော့ကိုဝင်းကြီးရှိနေတာကိုသိလိုက်ရပါတယ်။ကိုဝင်းကြီးရှိနေတာကိုအဲလီကိုပြောပြလိုက်ချိန်မှာတော့အဲလီတယောက်လည်းသူ့ရဲ့ပထမဆုံးတွေ့သားကိုပိုင်ဆိုင်ရတော့မှမလို့အယမ်းပျော်ရွှင်နေခဲ့ပါတယ်။ အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်လည်းခလေးအချင်းတွေကိုတီးကျင်လို့လိုအပ်တဲ့စိတ်ဆင်းမှုတွေတွားလုပ်ခဲ့တဲ့အချိန်မှာတော့ထင်မှတ်မထားတာတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒါကပါလဲဆိုတော့စန်ဒီကအသက်အရွယ်ကြီးရင်းလာတာကြောင့်ခလေးကအသက်ရှင်နိုင်မှာမဟုတ်တဲ့အကြောင်းနဲ့နောက်တဲ့ခလေးယူဖို့ကလည်းမဖြစ်နိုင်တဲ့အကြောင်းဆရာဝန်ကပြောလိုက်လို့ပဲဖြစ်ပါတယ်။အဲနောက်တော့စေကန်းကနေပြန်လာချိန်မှာပဲသူတို့နှစ်ဦးလည်းစကားတွေအများကြီးရန်ဖြစ်ခဲ့ကြပြီးတော့သူတို့ရဲ့အသက်ခွာခြားမှုကြောင့်အနာဂတ်မှာအဆင်ပြေနိုင်မှာမဟုတ်ဘူးဆိုပြီးတော့စန်ဒီကအဲလစ်ကိုလမ်းခွဲလိုက်ပါတယ်။ မမကြီးနဲ့တကဘာတိဆောက်ဖို့မျှော်လင့်ထားတဲ့အဲလေလေမျှော်မှန်းထားတဲ့အတိုင်းဖြစ်မလာတာကြောင့်စိတ်ပြတ်သွားပြီးတော့ကဘာအနှံ့ခီးသွားဖို့ဆုံးပြတ်လိုက်ပါတယ်။ဒါပေမဲ့လည်းကဘာအနှံ့ခီးထွက်နေတဲ့အဲလေတယောက်မမကြီးကသာတတိယနေခဲ့ပြီးတော့စိတ်သွားတိုင်းကိုမပါဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းစန်ဒီကလည်းအလုံးမှလည်းယာဒူတိုးခံရပြီးခလေးလေးတွေတို့ကလည်းအယံကိုကောင်းတဲ့မိခင်တူဖြစ်လာခဲ့ပြီးတော့၅နှစ်ဆိုတဲ့အချိန်တိုင်းတာကကုံမမ်းမသိကုံလာခဲ့ပါတယ်။ဒါပေမဲ့လည်းအဲလေးနဲ့စန်ဒီတို့ဘက်ပါနေတဲ့ကန်ဂျမာကတော့သူတို့နှစ်ဦးကို တဖန်ပြက်လေစုံစည်းခွေ့ပင်ခဲ့ပါတယ်။ဆန်ဒီရောက်အလုတ်ကိစ္စနဲ့နယူးယောက်မြို့ကိုရောက်နေချိန်မှာပဲစားတောက်ဆိုင်တစ်ခုမှာအဲလင်းနဲ့မတော်ဆတွေ့ဆုံခဲ့မိပါတယ်။သူတို့နူးလဲစကားတွေပြောနေရင်းနဲ့အရင်လိုပဲရင်းရင်းနှီးနှီးပြန်ဖြစ်သွားကြပါတယ်။အဲလစ်ကဘင်္ဂလားဒေ့ရှ်ကိုခီးထွက်နေတုန်းကတွေ့ခဲ့တဲ့ကလေးတူကိုမွေးစားထားကြောင်းနဲ့ရင်ကျက်တဲ့လူတူဖြစ်နေပြီဆိုတာကိုဆန်ဒီတယောက်သိသွားခဲ့ပါတယ်။ပြီးတော့ဝေးကွာနေတဲ့၅နှစ်တာကာလအတွင်းဆန်ဒီကိုပဲစောက်ဆိုင်နေခဲ့တဲ့အဲလစ်ရဲ့အချစ်ကိုဆန်ဒီတယောက်နားလည်သွားခဲ့ပြီးတော့ ဒုတိယအကြိမ်ခွင့်ရေးပေးတဲ့အနေနဲ့ပြန်လည်ပေါင်းဖက်ကြဖို့နှစ်ယောက်သားဆုံးဖြတ်လိုက်ရပါတယ်။နောက်ဆုံးမှာတော့အဲလက်ကသူ့မွေစားသားလေးနဲ့အတူစန်တီတို့မိသားစုနဲ့မဟုတ်တူထိုင်စားနေရင်ဇနန်းလေးနဲ့ဆုံးသက်သွားခဲ့ပါတယ်။ဒီစကားလေးရဲ့ပေးချင်တဲ့ message ကတော့အချစ်ဆိုတာအသက်အရွယ်ရာထူးဂုဏ်မုတ်တွေနဲ့ဘာမှမတက်ဆိုင်ကြောင်းနဲ့ဒုတိယခွင့်ရေးဆိုတာရှိသမဲမို့ဘယ်တော့မှလက်မလျှော်ပဲစ조사သွားကြဖို့လိုတယ်ဆိုတဲ့ message လေးပဲဖြစ်ပါတယ်။ကျေးဇူးအားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။